မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sunny Global Channel ကနေဒီဇင်ဘာ6ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အသက်ကယ်ပေးထားတာကပန်ဒဂွန်မေကလင်းမြဖူရိုမီတာစုပေါ်မှာကျေးဇူးမသိတဲ့အကြောင်းပြောလာတဲ့လင်းမြဖူတော်တဲ့နိုင်ပြောကြော်နေချစ်သူအောင်ဆန်းဆန်းကန်းလိုက်ကြမှာအခုလိုလုပ်ရလေတခုကြောင့်ချီချူးခံနေရတဲ့ဝတ်မုံရွှေဤတဲ့ မိမိကိုကိုရတာကထူးချွန်စုမဟုတ်ပဲနှစ်သိမ့်စုလေးပါဆိုပြီးနှိမ်ပြီးပြောလာတယ်။အခဲပြက်တိုင်းဥက္ကဋ္ဌကြီးစောမြင်ဦးတဲ့။ပထွေးဘလောက်ကောင်းကြောင်ပိုင်းတကုံကိုကျေးဇူးမမေ့ဖို့ဆုံမလာတယ်။မိသားစုဝင်တူဦးတဲ့။ဒေါ်ချူချူဘက်ကအရှင်စမိုင်းရဲ့မိပါတွေကိုအောက်တန်းစားလို့ပြောဆိုကြောင်းသတင်းများထွက်ပေါ်လာတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အသက်ကယ်ပြီးတာတော့ပိုင်းကုတ်အမေကလင်းမြဖူလိုမိသားစုပေါ်မှာကျေးဇူးမသိတဲ့အကြောင်းပြောလာတဲ့လင်းမြဖူတို့ ပိုင်ကွန်ရဲ့မိခင်ဖြစ်သူဒေါခင်ကျူကတားနဲ့ချွေးမကိုအမွေပြတ်ဆွလွန်လိုက်ကြောင်းချိန်ညာခဲ့ပြီးမှတော့တစ်ဖက်ကချွေးမဖြစ်သူလင်းမြဖူးရဲ့အတော်ရင်ကလည်းတစ်ဖက်တန်ဆွဆွဲချက်တွေကိုဖြည့်ရှင်နေနေနဲ့ဖြစ်ရမန်ဒီကိုခုလိုပဲဖွင့်ရပြောပြလာခဲ့ပါတယ်။အထူးသဖြင့်ပရိသတ်တီတနာခိယူနာတက်သွားစီမဲ့အချက်ကတော့ပိုင်ကွန်ချင်းကြနေစဉ်ကာလာတော့၅ပါ။အဲဒီအချိန်မှာမိခင်ဖြစ်သူဒေါခင်ကျူကိုဗစ်ကူးစက်ခံရပြီးအသက်အန္တရာယ်ဆိုးရိမ်နေရတဲ့အနေအထားလေးဖြစ်ခဲ့ပူပါတယ်။ အဲ့လိုရေးကြီးချိန်မှာလင်းမြပူနဲ့သူမရဲ့ဖခင်ပိုင်နကွင်းရဲ့ရောက်ခမတို့ကပဲဦးစီးပင်အောက်ဆီဂျင်ရရှိရင်းနဲ့ဆေးရုံတက်ခွင့်ရရေးကိုအပြည့်အဝကူညီလုံဆောင်ပေးခဲ့တာကြောင့်အသက်ဘေးကလွတ်မြောက်ခဲ့ရတာလို့သိရပါတယ်။အသက်ကယ်ခဲ့တဲ့ဂျေဆုတရားတွေရှိပါလဲနဲ့အခုလိုတုံ့ပြန်ခံရတာကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။ဒါအပြင်ငါးနှစ်တာချစ်သူတက်တန်းတချောင်းလုံးမှာလင်းမြဖို့ဟာပိုင်တကွင်းရဲ့မိသားစုဝင်ကိုထမ်းနေရတာကိုနားလည်ပေးခဲ့တယ်လို့ရောက်ကမဖြစ်သူစိတ်ဆိုးရိုင်းလည်းအလုတ်ပြက်ခံပြီးချော့ခဲ့ရသူလို့ဆိုပါတယ် ပြဿနာရဲ့အဓိကရင်းမြစ်ကတော့ပိုင်တခွန်းတို့နိုင်ငံခြားခီးသွားနေချိန်မှာဖြစ်ပွားခဲ့တာပါ။ပိုင်တခွန်းရဲ့မိခင်နဲ့အမဖြစ်သူတို့ကဖန်ဟောက်စ်မှာလာရောက်နေထိုင်ရင်းလင်းမြဖူရဲ့မိဘတွေကိုပုံဆက်ဆဲဆူစော်ကားတဲ့အထိဖြစ်လာခဲ့တာကြောင့်တိမခံနိုင်တော့ပဲအခုလိုဆက်သွဲဖြတ်တောင်းရတဲ့အခြေအနေတည်ဖြစ်သွားရတာလို့အတော်ပြစ်သူကရှင်းလင်းထားပါတယ်။ပရိသတ်ကျိုးကတော့မိခင်ဖြစ်သူအနေနဲ့တားကိုချစ်တဲ့စိတ်လွန်ခဲ့ပြီးအိမ်အောင်ချသွားတဲ့တားပေါ်ပိုင်စိုးပိုင်နေလူချင်းစိတ်တွေများနေတာကြောင့်အခုလိုဖြစ်ရတာလို့သုံးသပ်နေကြပါတယ်။ နိုင်ပြိုးချော်နေချစ်သူအောင်ဆန်းဆန်းခန့်လိုက်ကြမှာအခုလိုလုံရက်လေးတကူကြောင့်ချီချူးခန့်နေရတဲ့ဝမ်မုံရွှေကြီးတေဦးဆောင်မင်းသမီးအကယ်ဒမီဝင်းမုံရွှေကတော့မြန်မာမျိုးသမီးပြည်သားစွာခင်မုန်းတဲ့ကိုတက်ဆောင်ရှိပြီးအနေထိုင်ဆင်ကျင်တဲ့လုပ်ရည်လေးတစ်ခုကြောင့်ပြည်သက်တီချီချူရာခံနေရပါတယ်။အားလုံးသိကြရတဲ့အတိုင်းအတိတ်တစ်ချိန်မှာတော့တေဦးဆောင်မင်းသမီးလေးဝင်းမုံရွှေနဲ့ဆန်းဆန်းခန့်လိုက်လို့ဟာအရန်ကိုချစ်ခဲ့ကြတဲ့ချစ်သူလေးဖြစ်ခဲ့ပူတာပါ။ ဆန်းဆန်းကလိုက်တဲ့ဝိမုံရွှေတို့ဟာပိတ်သက်တွေကိုချပြပြီးလူသိရှင်ကြားတွဲခင်အားဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကတော့နှစ်ယောက်စလုံးဟာပြိတက်ချစ်တော်မင်းသားနဲ့မင်းသမီးတွေမို့ပြိတက်တီကလည်းသဘောကျကသူတို့နှစ်ယောက်မင်္ဂလာဆောင်ကရွှေလက်တွဲဖို့မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ် ဒါပေမဲ့လည်းချစ်တိုင်းလေးမညာဆိုတဲ့အတိုင်းပါဆိုင်ကောဆန်းဆန်းခက်လိုက်တဲ့ဝုံမုံရွှေတို့ဟာအချောင်းမျိုးမျိုးကြောင့်သဘောထားချင်းမတိုက်ဆိုင်မင်းလမ်းခွဲခဲ့ကြရတာဖြစ်ပါတယ်။ဒီလိုအချိန်ပါဆိုင်ကတော့ချစ်သူအောင်ဝုံမုံရွှေပေါ်မှာတန်ရုံးစင်မပြတ်နိုင်တာလားမမေ့နိုင်တာလားမသိပေမယ့်အခုချိန်ထိအိမ်တောင်မပြူအချစ်တင်မရှာပဲနေထိုင်နေတာပါ။ဒါပေမဲ့ဝုံမုံရွှေကတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာစီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတဲ့တထေကြီးနိုင်ပြိုးကျော်နယ်လက်ထက်ကတာယာပျော်ရွှင်တဲ့အင်တောင်ကြီးပိုင်ဆိုင်ထားတာပါ။ ဒီလိုချိန်ဝတ်မှုရွှေရဲ့အနေထိုင်ဆင်ခြင်တဲ့လုံရတခုကြောင့်လူတွေကချီကျူးရခံနေရတာပါ။အဲ့ဒါကတော့တချိန်ကဝတ်မှုရွှေနဲ့ဆန်းဆိုင်တို့ချစ်သူတွေဖြစ်နေချိန်တယုံဆောင်ထားတဲ့ချစ်သူသားပန်းတပွင့်ဖြစ်ခဲ့ရင်ဆိုရင်ရုပ်ရှင်ကားကြီးကိုတယုံနိုင်ငံကုမင်းမြို့မှာကျင်းပတဲ့မေခေါင်လန်ရှာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရကစူရီလေးရရှိခဲ့တာပါ။တခြားနိုင်ငံကရုပ်ရှင်တွေမြန်မာနိုင်ငံကတခြားရုပ်ရှင်တွေဆိုရင်တော့မင်းသမီးမင်းသားတွေဟာအတူတူဆုံးတွဲတက်ကစုယူကြတာပါ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာကော်စောနီပေါ်ကြွကြွလေးလမ်းလျှောက်ရင်းစုယူဘိုကတရုတ်ဆောင်မင်းသမီးတိုင်းရဲ့အိမ်မက်ပါဒါပေမဲ့ဝမ်မောက်ရွှေကတော့အိမ်တောင်ချင်းမျိုးသမီးပီသားစွာခင်မိုးတဲ့ကိုတစ်ဆာရှိစွာနဲ့အချင်းအောင်ဆိုင်ဆိုင်ခက်လိုက်တဲ့အတူတူတွဲတက်ရမယ့်ပွဲကိုညှင်းဆန်လိုက်တာဖြစ်ပါတယ်။ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့ဆိုတော့တော်ရုံတက်တီနဲ့တော့မလွယ်ကူလာပါဘူး။ နိုင်ငံတကာပွဲလမ်းသဘင်ဆိုတော့အမှုပညာရှင်တိုင်းအတွက်ရှားပါတဲ့အခွင့်အရေးတစ်ခုဖြစ်ပေမယ့်မိသားစုဘဝအေးချမ်းမှုနဲ့ခင်မုန်းတဲ့ဂုံတိတ်ခါကုန်းရှည်တန်းတင်ခဲ့တဲ့ဝတ်မှုရွှေရင်ရင့်ချမ်းမှုကတော့တကယ်ကိုတူယူစရာပါပဲအမှုပညာလောကမှာအောင်မြင်မှုရဖို့တန်းကိုယ့်ရဲ့တန်ဖိုးနဲ့ယဉ်ကျေးမှုကိုထိမ့်သိမ့်ရတာပိုခက်ခဲတတ်ကြပါတယ်ဒါပေမဲ့ခက်ခက်ကတော့သူမဟာထိတ်တန်းမင်းသမီးတလန်ဆိုရာတန်းစံပြအင်တောင်ရှင်မကောင်တရားဖြင့်တက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်။ အခုလိုနေတိုင်းတည်နေပြီးအိမ်တော်ကြီးသစ္စာကိုစောင့်တည်ရဲ့သူမရဲ့ပုံရိပ်ကြောင့်ပရိသတ်တင်ရဲ့ချစ်တီပူတူးလာတာလည်းမဆန်ပါဘူးနော်။ဝိမုံရွှေကိုပရိသတ်တီအားပေးကြတာဟာသူမရဲ့ချစ်စရာကောင်းတဲ့အလားပါ၊တယောက်ဆောင်ကောင်းမှုတို့ကြောင့်ပါတယ်လို့အခုလိုလေးစားစရာကောင်းတဲ့စိတ်ထားလေးကြောင့်လည်းပါပါတယ်။အထူးသဖြင့်ဝမုံရွှေရင်ဟာပြင်ပဖို့ရမှာလေကိုကိုကိုအစင်တန်းတစ်ခုမှာထိမ့်သိမ်းထားတာဖြစ်ပါတယ်။ ဒီလိုလေးစားစရာကောင်းကမြန်မာမျိုးသမီးကောင်းပီတာရဲစိတ်တန်လေးကြောင့်ဝိမုံရွှေကိုလည်းပြည်သက်တီကချီးကျူးနေကြတာပါဒီဗီဒီယိုကိုချီးကျူးနေကြတဲ့သူတွေကရောဝိမုံရွှေရဲ့လေးစားစရာစိတ်ထားလေးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်ချီးကျူးအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေရှင် မိမိကိုကိုရတာကထူးချွန်စုမဟုတ်ပဲနှစ်သိမ့်စုလေးပါပဲဆိုပြီးနှိမ်ပြီးပြောလာတဲ့အကဲပြတ်တိုင်းဥက္ကဋ္ဌကြီးစောမြင့်ဦး။တပင်းတိုင်းမြန်းင်းစီရုပ်ရှင်ကားကြီးကမြန်မာနိုင်ငံမှာအကယ်ဒမီမရဘဲနဲ့တရုတ်နိုင်ငံရောက်ခါမှာကပါတိကပါကျော်ဆုရသွားတဲ့ပေါ်ကိုမချိန်နဲ့ချက်ပေါင်းများစွာနဲ့ကိုဘက်ကိုရက်တဲ့အကယ်ဒမီပုတ်ဖွဲ့ကတော့အခုလိုဖြည့်ရှင်းချက်တွေထွက်လာပါပြီ။ မိမိကိုကိုနဲ့ဝမ်မုံရွှေရင်အတူတူအကယ်ဒမီမှန်းခံရပေမယ့်ဝမ်မုံရွှေကရှားသွားတဲ့ပုံမှာ အလုံးကလည်းရှူတာမှုရှိမတရားဘူးဆိုပြီးပြောနေခဲ့ကြတာကယနေ့ထိပါဒါပေမဲ့မိမိကတော့သူမရဲ့အရေးချင်းနဲ့ထိုက်တန်တဲ့စုတစုကိုမကြသေးခင်ကမှရရှိသွားပါတယ်တရုတ်နိုင်ငံရှူနယ်ပြည်နယ်မှာထူးထူးခြားခြားကျင်းပသွားတဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာသပင်တဲများနေစီကရွေးချယ်ခံရပြီးပြသချင်းခံရတဲ့ပြင်မိမိကလည်းထူးချွန်ဆုံးစုကိုလက်ဝင်ရရှိခဲ့ပါတယ် ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကယ်ဒမီကဲဖြတ်တိုင်းဥက္ကဋ္ဌဦးစောမြင့်ဦးက ဖြည့်ရှင်းချက်တခုပြောပြလာခဲ့ပါတယ်။အကဲဖြတ်တိုင်ဖွဲ့ကဆုံးဖြတ်ပြီးတာတော့အကယ်ဒမီမြားပဲလွှဲချော်ခဲ့တဲ့စကားတကားနဲ့မင်းသမီးတလန်ဟာအခုလိုမျိုးတရုံမှနာမည်ကျော်ပြီးတော့အကောင်ဆုံးဆုရရှိသွားတယ်ဆိုတာကသူတို့ကဲဖြတ်ဖွဲ့တုံးမချတယ်လို့ဖြစ်နေပါတယ်ဆိုပြီးပြောလာခဲ့တာပါ။ဟုတ်လဲဟုတ်ပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံကအမြင့်ကျင်းမြောင်းတဲ့လူတွေအနေနဲ့ပဲကြည့်ရှုပြီးတော့ဆုံးဖြတ်ခဲ့တာပါ။ အခုတရုတ်မှာကနိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့အတွက်လူပေါင်းများစွာယူဆပေါင်းများစွာနဲ့ပေါင်းစည်းကြည့်ရှုပြီးတော့မှထွက်လာခဲ့တဲ့ဖြေပါဒါကြောင့်မို့လို့ကယ်ဒမီပေးပွဲမှာတော့အချက်လက်နဲ့သင်ယူဆောင်မှုတွေကိုကြည့်ပြီးဆုံးဖြတ်ကယ်ဒမီပေးတာလားဒါမှမဟုတ်အခဲပြက်ဖွဲ့ကသူတို့ကြိုက်တာသူတို့ပေးတာလားဆိုပြီးမိခုနေ့လည်းပြန်လည်ထုတ်လာခဲ့ကြပါသေးတယ် အရာနဲ့ပတ်သက်လို့အခဲဖြတ်တိုင်ဥက္ကဋ္ဌကမိမိကိုကိုရခဲ့ရစုဟာထူးခြားစုမဟုတ်ကြောင်းနဲ့အရာဟာဆိုရင်ဒီတိုင်းချစ်ချည်ရေးအတွက်ပဲမဖြစ်မနေပေးခဲ့ရတဲ့စုတစုဖြစ်ကြောင်းပြောလာတာပါသူပြောချင်တဲ့ပုံစံကတော့မိမိရခဲ့ရစုကဘာမှအထွေထူးမဟုတ်ဘဲနဲ့နှစ်သိမ့်စုတစုသားဖြစ်ကြောင်းပြောချင်တဲ့သဘောမျိုးပါပဲထမှန်ပြီးတော့သူဟာသူ့ရဲ့အခဲဖြတ်ပြောဆိုတာမှားနေတယ်လို့ထင်နေသူ့ မချိနဲ့တဲ့သူသူတို့ကိုမျက်မှန်တက်ဖို့လိုတယ်လို့ထင်နေသူတွေရှိနေခင်လေအခုပဲမျက်မှန်ပို့ပေးလိုက်ကြလို့တောင်ရွှေဆောင်ပြီးတော့ထပ်မံပြောဆိုခဲ့ပါသေးတယ်ပရိသတ်ကြီးတို့ရောဒီကိစ္စကိုဘယ်လိုများထင်ကြပါသလဲရှင်ပထွေးပလောက်ကောင်းချောင်းပိုင်းဒဂုံကိုကျေးဇူးမမေ့ဘူးဆုံးမလာတဲ့မိသားစုဝင်တို့ လက်ရှိနမည်ကြီးနေတဲ့ပိုင်တကွန်းကိစ္စမှာမင်းသားပိုင်တကွန်းဟာမိခင်ဖြစ်သူသားမကပထွေးကိုပါလုတ်ကျွေးနေရတဲ့တနာစပွဲသားလေးဖြစ်ပြိတက်ရဲ့ဝိုင်းတနာချင်းကိုခံနေရတာပါတချို့တွင်းတီသူတွေကလည်းပိုင်တကွန်းအမေနဲ့သူ့ပထွေးဟာနှလုံးထီတိုးခြင်းခြေတိုးခြင်းနောင်ကစားလုတ်ခြင်းကိုအယံခုံမင်းသားကြောင့်ပိုင်တကွန်းလူပြိုးဘဝတော့ကကြော့ထားတယ်တိမ်မောင်းတောင်းချိအကုန်ဖြုံးလိုက်တယ်လို့ယူဆထားခဲ့ကြတာပါ ဒါပေမဲ့လည်းခုခါမှာတော့ပိုင်းကွန်ရဲ့မောင်နှမတွေတဲ့ကတူကလိုင်းပေါ်မှာလူသိရှင်ကြပို့စီပြီးပထွေးပလောက်ကောင်းချောင်းပိုင်းကွန်ကိုကျေးဇူးမမေ့ဘူးဆုံးမလာခဲ့ပါပြီ။ဒီချောင်းကိုဆိုပါမျိုးသမီးကလူတွေများသူများမိသားစုကိစ္စကိုမတီးပဲဝင်ပါနေကြတာရှိချင်နေ။ပထွေးဆုံလို့ရောက်ရှိနေတဲ့ကတော့ပန်းဦးကြကွင်းတင်းရွက်ဖဲ့ချွင်ရဲ့သူလို့မထင်ပါနဲ့။ရှင်တို့ပထွေးလို့ခေါ်နေတဲ့ကျမတို့ဖေလူယိုကြီးကကျမဆယ်နှစ်သမီးတွေကရှာကျွေးလာတာအခုကျမတန်၄၀ဒီပဲ။ သွေးမတော်သားမဆက်ပေးမယ်။သားသမီး6ယောက်ကိုသူခွန်အားနဲ့မျက်နှာမငယ်အောင် ကောင်းပါပြီဆိုတဲ့ကြောင်းအကောင်းဆုံးဆိုရင်အစားစားအဝတ်ထည်ငွေချင်းရှောက်ဖွေကျွေးမွေးလာခဲ့တာ။အဲ့ဒီပထွေးဆိုတဲ့သူကြီးကပဲအခုမိသားစုထဲမှာအောင်မြင်ဆုံးမှဆိုတဲ့လူကိုငွေထုတ်ပေးခဲ့တာ။အဲ့ပထွေးကပဲသူ့ဘဝရဲ့အရှရာကိုရှင်ပြီးပန်ကောင်ညွတ်တင်ပေးခဲ့တာ။အခုမှရိုင်းဆိုင်နေတာ။ပြည်သူချစ်တဲ့တားလိမ်မာလေးတဲ့လားလို့အစချီပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးသူမရဲ့ကန်စားချက်တွေကိုလည်းအဖေငိုနေရာကြည့်ပြီးအယမ်းရင်လာတယ်။အဖြစ်တင်ချင်တဲ့သွေးမတော်သားမဆက်ပဲဘာလို့မိဘနေရာလာယူပြီးသမီးတို့ကိုချစ်ပေးရှာကြွေးကြတာလဲ။ငကူကလေးကကျေးဇူးကန်းတဲ့သားကိုပြစ်ထားလိုက်ပါတော့လား။အတောင်စားမရှိရိုရီပြီးတိတ်ခါရှိရှိနေကြတော့အဖေမားတယ်။တတလုံးတိတ်ခါတရားနဲ့နေကြတာအဖေမားတယ်။အဖေပြိုးတဲ့ပန်းကပိုးကင်နေမှန်းသိရတယ်။အခုချိန်ထိတခွမမတုံ့ပြန်ပဲ။အဲ့ဒီတားဘက်ကရက်တိပေးဟာဖေမာတယ်။ အဖေဘွားရဲ့တခုလေတော်မှာကတမီးတို့ကို ပထွေးလိုမဆက်ဆံမေမေတ္တာစစ်တီးပေးခဲ့တာပဲဒါရောတိုင်းတည်ပြည်တည်ချစ်သားခြင်းကအလုံးမလုံးပဲဖရာတရားလုံးနေုံနဲ့မိဘတာဝန်မချေဘူးလို့ပြောထွက်သေးတာမငိုပါနဲ့ဖေဒီဘွားဝစ်ကြည်တယ်လို့ပဲခံယူလိုက်ပါပထွေးလိုဘလောက်လူတွေကဝိုင်းပြောပါစေအဖေအကျမအတွက်တော်မဟာတတိုင်းကြီးပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းရှင်းနေလိုက်ကမှထောင်လုံးလုံးကြဆိုတယ်လို့အစိုးပါပြောကြားချက်တည်းရာပိုင်းကွန်ရဲ့မိပါနေဟာလက်ရှိမှာလုံးဝလုံမလုံကြပဲ ပိုင်တကုံစီကပဲလက်ပြန်တောင်းနေတာပိုပြီးမြင့်သားသွားပါတယ်ဒါကြောင့်အလုံးမလုံးတဲ့မိဘတွေကိုပိုင်းကုံကဒေါသတကြီးနဲ့အဖေတို့မိဘတောင်းဝင်မချေဘူးလို့အော်ဟစ်ခဲ့တာဖြစ်နိုင်ပါတယ်။အဆိုပါကိစ္စပေါ်ပြစ်သက်တွေကတော့ပိုင်းကုံကိုမိဘတွေပြိုးထောင်လို့ဒီလိုဖြစ်လာတယ်ဆိုရင်ကျန်တဲ့သားသမီးကိုဆက်လက်ပြိုးထောင်ခိုင်းလေ။ဆိုင်ရတဲ့အမားလည်းပိုင်းကုံလူကိုရိုင်းဖြစ်ထွန်းအောင်လုပ်လေ။မိဘကဘလောက်ပဲပန့်ဖို့ပန့်ဖို့ကိုရိုင်းကကြိုးစားအောင်မှရတာ။မိဘတွေကလည်းသားသမီးကောင်းစားတာကိုလက်မခံနိုင်ပေ ငါမိဘငါ့ကိုကျေးဇူးဆရာမိမိဘမလို့တာသမီးပေါ့ကျွေးရှင်တယောက်လို့ဆက်ဆံကျင်းစားတိုက်အတ္တကြီးနေတယ်။မောင်နှမတွေကလည်းမစားရမယ့်တဲနေဝိုင်းပတ်ကြတယ်။ပိုင်းတကွန်လည်းတင့်တင့်တလောက်ကျေးဇူးဆက်ခဲ့ပြီးပြီပဲ။သူ့ဘဝကသူလန်းလျှောက်ပါစေပေါ့။ဘလို့ဖြစ်လို့တိတ်တိတ်ခိုင်းစားချင်နေရတာတုံးလို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။ပရိသတ်ကြီးတို့ရောအဆိုပါမိသားစုဝင် တူရဲ့ပြောကြားချက်ပုံဘလို့များထင်ကြပါသလဲနော် ဒေါ်ချီချူဘက်ကအရှင်စမိုင်းရဲ့မိဘတွေကိုအောက်တန်းစားလို့ပြောဆိုကြောင်းသတင်းများထွက်ပေါ်လာ။ပိုင်ဒဂွန်ရဲ့သူမိသားစုပြဿနာမှာပိုင်ဒဂွန်ရဲ့မိဒေါ်ချီချူဘက်ကအရှင်စမိုင်းရဲ့မိဘတွေကိုအောက်တန်းစားလို့ပြောဆိုကြောင်းသတင်းမှန်တွေထွက်ပေါ်လာပါတယ်။ ဒီအကြောင်းကိုလင်းမြဖူးရဲ့တော်ရှင်းလို့ပြောထားတဲ့အကောင့်တစ်ခုကနေတင်ထားခဲ့တာဖြစ်ပြီးစာရင်းမှာတော်ကျူကျူကပိုင်တကွန်နဲ့တူတူမလေးတို့အပြင်သွားတော့ကအင်ကိုရောက်လာပြီးချွေမဖြစ်သူစမိုင်းနဲ့တကွာမိဘလေးကိုပါထိပါပြောဆိုခဲ့တဲ့အတွက်အလုသမားတွေကကြားသွားပြီးအဲ့ဒီအလုသမားတွေကတဆင်စမိုင်းစီပြန်ရောက်လာကနေဇလန်းနဲ့ရှုပ်ကုန်နေလို့သိရပါတယ်ဒီအကြောင်းကိုတော်ဖြစ်သူကကျမလင်းမြဖူးရဲ့တော်ရင်မရှိကိုတူမအကြောင်းဒီလောက်တိုက်ခိုက်ရင်းနေမှာတော့ဝင်မပါခြင်းနဲ့ပြောပြရစေ ပန်ဒီကွန်ကလည်းကုတ်တူချင်းလိုပဲအရန်လိမ္မာရဲကလေးပါစမိုင်းဆိုရင်လည်းငငယ်ကလေးကလိမ္မာရေးချရှိပြီးအရန်ကိုအေးဆေးတည်ငိမ့်နေမိကောင်းဖခင်သားသမီးပါ ကလေးတွေမှာဘာပြက်ရှိလို့လဲကွယ်ဒီကလေးတွေကစားပြီးမကြိုက်ခင်ကလေးကပန်ဒီကွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှနေတာပါ စမိုင်းနဲ့စားကြိုက်တဲ့အချိန်ပိုင်တကွန်ကသူ့မိသားစုကြောင့်နေတူမာလေးကိုပြောပြတယ်။တူမာလေးကလည်းပိုင်တကွန်နဲ့သူ့မိသားစုအဆင်ပြေအောင်ပိုင်တကွန်ကိုစိတ်လျှော့ပြီးသူ့မိသားစုကိုအမြင်နားလေပေးဖို့ဆုံးမနေတာ၅နှစ်ရှိပြီ။ကျမကိုယ်တိုင်လည်းဒီအတိုင်းပဲအမြင်ဆုံးပါတယ်။သူတို့သားမိတွေအဆင်မပြေဘူးဆိုရင်စမိုင်းလေးကသူ့ရှိသမျှအလုပ်တွေအကုန်လုံးကိုပြစ်ပြီးမတော်သေးတဲ့ရောက်ကမကိုတော်တော်ချောင်းရတာ။ကျမတို့အတိုင်းဝိုင်းအားလုံးသိကြပါတယ်။ဒီလိုကိစ္စမျိုးဆိုတော့ရှိစားတက်တန်းမှမရှိမတွန်နိုင်ပါဘူး။ ပိုင်တကွန်ထဲရောက်နေစမှာလေပိုင်တကွန်မီကိုဗစ်သဲတံဖြစ်လို့ဒူမာလေးဖေကိုရိုင်းဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်မှာတက်ခဲ့ပေးခဲ့တာဒူမာလေးကိုရိုင်းကူညီပေးခဲ့တာတွေဆိုရေးတွက်လို့တော့မရပါဘူးမင်္ဂလာဆောင်မှုပြင်ဆင်နေတဲ့အချိန်မှာတော့ပိုင်တကွန်ကလှုပ်တွေနေမိသားစုပြဿနာတွေကြားနေအချိန်ကုန်နေတာကလေးရကျမစီလာရင်တငုံငုံတည်ရင်နေဒီကလေးတွေကဘာများပြစ်လုပ်ထားလို့ဒီလောက်ပြောဆိုနေရတာလဲဖြစ်တဲ့ပြဿနာကလည်းကလေးတွေရိုင်းနေဆိုတာသူ့အမေကနေပဲစားတာပါ ဖြစ်စဉ်ကိုပြောအားချင်းပိုင်နဂွန်တို့ဟန်နီမွန်သွားနေတော့သူ့အမေတော်ကျူကျူကပိုင်နဂွန်တို့ရဲ့အိမ်ပန်ဟောက်စ်မှာခဏလာနေပါတယ်။နေတဲ့တောတွင်းမှာစမိုင်းလေးနဲ့သူ့မိဘတွေကိုအောက်တန်းစားဆိုပြီးအတင်းပြောတယ်လို့လို့မကောင်းပြောတယ်လို့လို့လုပ်ပါတယ်။ဒါအောင်လို့သမားတွေကကြတော့ကလေးတွေလာတဲ့အခါပြန်တိုင်ကြတယ်။ကိုမိဘကိုပြောတော့တူမလေးကစိတ်ဆိုးတာတဘာဝကြပါတယ်။ကျမလေးစိတ်ဆိုးပါတယ်။ အမြေပိုင်းတကွမျက်နာကိုပဲကြည့်ပြီးသူခမရကြားထဲကရင်ကြားစီနေလာရတာအခုယူပြီးချိန်မှာချွေးမကိုအညွန့်ချိုးပုတ်ခတ်နေတာကျမတို့လည်းသိမခံနိုင်ပါဘူးဒူလေးတကွကိုတနာပြီးမယ်အဲ့ဒီတိုင်းဝိုင်းနဲ့ကင်ကင်မဲနေကြမှာလေလို့ရှင်းတာထားတာဖြစ်ပါတယ် ီလိုမှပြည်သက်တွေကလည်းအဖြစ်မှန်ကိုသဘောပေါက်သွားကြပြီးတော်တော်ဆုံးတဲ့ရောက်ခမသာသမီကောင်းရင်မိဘမကောင်းဘူးချွေးမကောင်းရင်ရောက်ခမမကောင်းဘူးဆိုတာလက်တွေ့မှာတကယ်ရှိတာပဲမိဘမေတ္တာမစစ်မှန်လိုက်တာအန်တီရဲ့မိဘတယောက်ကသာသမီရဲ့ပံ့ပိုးမှုတွေအများကြီးယူခဲ့ပြီးဒီလောက်ကောင်းမွန်အေးချမ်းစွာနေနေရပြီးတာတော့ဒီလိုရင်းနိုင်တင်နိုင်တဲ့စိတ်ကတော့လွန်လွန်ပါတယ်ကျန်တဲ့သာသမီရဲ့စီကနေပိုင်တကိုလေးပံ့ပိုးဆောင်ရှောက်ပေးခဲ့တဲ့လောက်ရှားနိုင်ပါစေ တားသမီးကပဲမိဘကျေးဇူးတည်တံ့မှာမဟုတ်ပါဘူးမိဘလည်းကိုတားသမီးရဲ့ကျေးဇူးတရားလေးတွေကိုလည်းထောက်ထားရမှာပါအတားကြီးလိုက်တာအန်တီရီလူမှတ်ချက်တွေဝင်ရေးခဲ့ကြပါတယ်ပြိဿကြီးလုံးရောအခုလိုဒေါ်ကျူကျူဘက်ကအရှင်စမိုင်းရဲ့မိဘတွေကိုအောက်တန်းစားလို့ပြောဆိုလိုက်ကြောင်းတည်င်းများထွက်ပေါ်လာတဲ့ပုံဘလို့များထင်ကြပါသလဲနော်